အင်ကပူမြို့နယ်တဲကရေကျော်ကရင်ချောင်းတရားနဲ့အုတ်ရှိလန်းဆက်သွေးလန်းတွေပျက်စီးနေတဲ့အတွက်ပြည်ပြင်ပေးဖို့ဒေသခံတွေကလှူလာနေကြပါတယ်ဒီသတင်းကိုတော့စုစုသွဲကပေးပို့ထားပါရဲ့ရှင်အေယာဝတီတိုင်းဒေသကြီးအင်ကပူမြို့နယ်ထဲကရှမ်းခေါင်ပြေဆင်မုံဝက်တဲ့အုတ်ချစ်ကုံစတဲ့ကျေးရော်တွေနဲ့အင်ကပူကိုဆက်သွေထားတဲ့လမ်းမနဲ့တံတားတွေပစ္စည်းဓာတ်တွေရှိနေတဲ့အတွက်ဒေသခံတွေကပြုပြင်ပေးမှုတွေလုပ်ပေးစီရင်နေကြပါတယ် ျွန်တော်တို့ရွာနှစ်ရွာနေမဟုတ်ပါဘူးဒီချမ်းကောင်းမြတ်အုပ်စုရေကျော်ကရင်ချောင်းတပတ်ကမ်းမှာရှိတဲ့ဝက်သေးလို့ဟိုရေပင်ကြောင်းတို့တောကြောင်းကုန်းတို့ထိုင်ကုန်းတို့လယ်ဒီလို့ဒီမှာရှိတဲ့ချမ်းကောင်းမြတ်အုပ်စုတအုပ်စုလောဟုတ်ဘက်ကညောင်ဒီကုန်းတို့နောက်ဆုံးညောင်ကျိုးအထီပေါ့နော်ဒီလမ်းလမ်းမထက်တွေကြီးကောင်းမှသာလင်ကျွန်တော်တို့ဒီတပတ်မှာရှိတဲ့ဒေသခံပြည်သူတွေရဲ့စီးပွားရေးတွေအခြေအနေတွေတောင်းတင်းလာမယ်အဲလမ်းမထက်တွေကြီးကောင်းတဲ့အတွက်ကြောင့်မို့လို့ရေးစကားကြီးကားလီပါကြီးဖွင့်ပြသွားရင်ရေးစကားကြီးပါကြီးတက်တာလည်းပေါ့ ကြီးတော်တွေမှာနေထိုင်တဲ့လူဦးရေ9000ကျော်ကပညာရေး၊ကျန်းမာရေး၊စီးပွားရေးလုပ်ငန်းတွေမှာအဓိကအားဖြင့်အင်ကပူမြို့ကိုအမိပြုနေကြရတာပါ။အဲ့ဒီလဲမှာဟာကျိမ်းမြောင်ပြီးကောင်းဝင်ထွက်မရတာတွေနဲ့မိုးအခါလမ်းမရေကျော်တာတွေနစ်စင်ဖြစ်ပေါ်နေတာပါ။အဲဒီလမ်းကောင်းပါလားဘွာလေးရာလေးကလေးတွေတို့ကကြောင်းပညာရေးတွေရေးကြည့်တာလေ။အော်ကိုလေသားသမီးတွေကဟိုတေးသေးလေးတွေကအကြီးတွေအကြီးတွေတေးသေးလေးတွေကလမ်းမကောင်းတော့စိတ်ပူရတယ်မိဘတွေကြောက်သွားတော့လေ အကြာတရားရဲ့ရေးကြည့်တယ်ဒီဟိုကလည်းရေးကြည့်တယ်လမ်းလင်းလည်းရေးကြည့်ရတယ်အဲ့ဒါပါအဲ့ဒီလမ်းမပေါ်ကရေကျော်တရားတွေဟာလေတစ်သားတွေနဲ့တိဆောက်ထားတာကြောင့်တရားတွေပျက်စီးနေပြီးလက်တလောမှာကားကြီးတွေတောလာလို့မရနိုင်တဲ့အခြေအနေမှာရှိနေပါတယ်အဲ့ဒီလမ်းမဟာသုံးမှန်ကျော်ချိန်ရပြီးမြေသားလန့်တမိုင်ကျော်ကိုတော့လက်တလောမှာကျေးရနေပြည်သူတွေကကိုထူကိုထနဲ့ပြုပြင်နေကြပါတယ်ဒီတရားကကျွန်တော်မြို့နယ်ထဲမှာရေးကြည့်ပြင်ဆင်ရမယ်တရားပိုင်ဖြစ်တဲ့အတွက်ကျွန်တော်မြို့နယ်အနေနဲ့နှစ်နောက် ဆက်ကုန်ဆက်ရှိမန္တလေးရင်းနှီးရတဲ့စပြီးတော့နှစ်30စီမံကိန်းတွေမှာထည့်သွင်းရတာပါအခုနေတာလက်ရှိတိုင်းကအရဆက်ကုန်ဆက်ရှိမှာလည်းကျွန်တော်ထည့်သွင်းရထားခဲ့ပြီးတော့ဒီဆက်ကုန်ဆက်ရှိလက်ရှိခွင့်ပြုမှုတွေရတော့မပါနိုင်သေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီလုပ်ငန်းကိုဒီတရားကိုကြားနိုင်လို့တော့တော့ကျွန်တော်တို့ကဦးစားပေးပြီးတော့ကြားတဲ့ရောင်းတွေမှာတင်ပြတော့မှာဖြစ်ပါတယ်အင်ဂမူမျိုးနေထဲမှာတော့အခုနှစ်အတွက်ကိုပေ၆စေတရားတစ်စင်းနဲ့၃ဖာလုံး Grand Grand Land တစ်ခုသာပြုပြင်ဖို့ဘတ်ဂျက်ကြေထားတယ်လို့ ကျေးလက်ယုံစည်ရင်စရာတွေအရာတည်ရပါတယ်ကျမကစုစုသွဲပါ